တံဝေခဝတ္ထု၈မျိုးတဲ့တံဝေခဝတ္ထု၈မျိုးဆိုတာစာရဲပါလို့စာအုပ်ထဲမှာသာတွေ့နိုင်တာမဟုတ်ဘူးစာအုပ်ထဲတွေ့နိုင်တာတွေကိုပြောတာမဟုတ်ဘူးမိမိတို့နေစဉ်ဘဝမှာကြုံတွေ့နေတာတွေစဉ်းစားပဲကြည့်ပါတံဝေခဝတ္ထု၈မျိုးဆိုတာဇာတိ မွေးဖွားလာတာလူတွေကလူလောကမွေးဖွားလာတဲ့အချိန်မှာလဲအငိုနဲ့စလာခဲ့ငိုချင်းတရားနဲ့စလာခဲ့ဘာဖြစ်လို့ဒုက္ခနဲ့စပြီးရင်ဆိုင်ကြရတာဟုတ်တော်တော်များများလူတွေဟာဘဝတစ်ခုအစပြုပြီးဆိုရင်တော့မိခင်ဝမ်းကထွက်လာတဲ့အခါမှာပြုံးပြီးတော့ထွက်လာတဲ့ပုံကိုရှိကောင်းရှိနိုင်တော့လဲငိုပြီးတော့ထွက်လာရတဲ့ပုံကိုတွေကများပါဘုန်းကြီးတို့တခါတော့ကဂျာမနီသွားပြီးတော့မှသင်တော့ ဘဝဟာအငူနဲ့စခဲ့တယ်ဆိုတာလေးကိုပြောပြအေးတို့တွေတော့ရီပြီးတော့ထွက်လာတဲ့ပြုံးပြီးတော့ထွက်လာတဲ့မငူပဲနဲ့မွေးလာတဲ့ကလေးမတွေ့ဘူးသေးဘူးဆိုတော့ချမ်းမအမျိုးသမီးတယောက်က ရှိတယ်ဗျာတဲ့အဲ့လိုတော့ရှောက်တယ်နော်ရှိတော့ရှိတယ်ရှားလိုက်မယ်ပေါ့ဘာဖြစ်လို့တော့ဆိုစရတဲ့ကဒုက္ခနဲ့ရင်ဆိုင်ကြရတာရင်ဆိုင်တော့အငူနဲ့စတာဒါကြောင့်မို့ဇာတိရဲ့ဒုက္ခအမတန်မှကြီးတယ်တဲ့ ကိုကိုယ်တိုင်ဒုက္ခခံငယ်တုန်းကမမှတ်မိတတိတရားတွေအားနေလို့မမှတ်မိပြီပဲကိုယ်ရဲ့ငယ်ရွယ်သူလေးတွေလူဘဝရောက်ဖို့မွေးလာတဲ့အချိန်မှာအငုံနဲ့စနေကြရတယ်ဆိုတာတော်တော်များများသိရှိနေကြတယ်။အဲ့ဒါကိုကြည့်ပြီးတော့လည်းပဲအော်ဘဝကြီးဟာကြောက်เสียရကြီးပါလားလို့ဆိုတဲ့ထိတ်လန့်တဲ့စိတ်ကလေးဖြစ်ရမယ် ဒါလည်းတန်ဝေကပဲတဲ့မွေးဖွားတာကိုအကြောင်းပြုပြီးတော့တန်ဝေကတိတ်ပြီးတော့မဖြစ်ကြဘူးဟဲ့သားလေးမွေးတဲ့တမီးလေးမွေးတဲ့ဆိုပြောကြတယ်နော်တန်ဝေကဖြစ်ရမှန်းတော့မသိဘူးလူလောကဒါလည်းတန်ဝေကဖြစ်เสียအကြောင်းလေးတစ်ခုပဲနောက်တစ်ခုတန်ဝေကဖြစ်เสียတစ်ခုကဘာတော့ဆိုအေးလူဘဝရောက်လာတဲ့ပုဂ္ဂိုလ်ဟာ နုနုဖတ်ဖတ်ငယ်ငယ်လေးမွေးလာတော့လဲတနေ့တခြားရင်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 ပြီးတော့လာလိုက်တာတဖြည်းဖြည်းအိုလို့အဖိုးကြီးဖွားကြီးဖြစ်သွားအဲ့ဒါလဲလူတွေကတန်ဝေကဖြစ်ရမှမသိဘူးတဲ့ဒါတန်ဝေကဖြစ်เสียအကြောင်းတစ်ခုပါပဲယူနေပြီနေစင်နဲ့အမြန်မြင်တွေ့နေရလို့အိုရာမဲနာဘာမှကိစ္စမရှိဘူးတချို့အိုရာတော်မှပဲ အန်တုပြီးတော့သဘင်ဖြူလို့ရှင်လဲဆေးဆိုးလိုက်သေးတာသွားကျိုးလဲစိုက်လိုက်တာပဲเนาะခုခေတ်ဆိုပို့ပြီးတော့ဟိုရင်ဖြစ်သေးပရေတွန့်လို့ရှင်ဘိုတောက်ဆိုဆေးထိုးပြီးတော့ပရေတွန့်တာတွေဖြေဥချင်းတရားကိုတံဝေကမဖြစ်ဖဲနဲ့ဥချင်းတရားကိုပဲဖုံးလို့ဖိလို့ပျော်နိုင်ကြသေးတယ်တဲ့ တို့တွေဟာနိဗ္ဗာန်နဲ့တော့အတော်ဝေးနေသေးတယ်ဒီစိတ်ဓာတ်မျိုးနဲ့ဆိုရင်တန်တရာဟုတ်ကလွတ်ဖို့ဘယ်တော့မှကြိုးစားမှာမဟုတ်ဘူး။ဘာဖြစ်လို့တန်ဝေကမှမဖြစ်တာ။ဟော။ပူရာလက်သိမ့်မကြောက်သေးဘူး။နောက်နာခြင်းတရားတဲ့။နေမကောင်းတိုင်းမသာဖြစ်တာတို့ဖြာရာနာရာတို့သွားကြိုက်နာကြိုက်ကစပြီးဖြာရီတရားဆိုတာခံကြရ အဲ့ဒီဗျာတိတရားဖြစ်လာလို့ရှင်လေဩဘဝကြီးဆိုတာဗျာတိနဲ့လည်းမလွတ်ပါလားလို့ဆိုပြီးထိတ်လန့်တုန်လှုပ်ခြင်းဆိုတဲ့စိတ်ပေါ်ရမယ်တဲ့တန်ဝေကဖြစ်ရမယ်ဒီဒါလည်းပဲအမတန်မှဖြစ်ခဲတယ်မဖြစ်တဲ့လူကများနောက်တစ်ခုကဘာလို့ဆိုရင်မရဏသိဆုံးခြင်းကိုရှင်ပါတယ်မဲ့တဖြုတ်ဖြုတ်သေးသွားကြတယ် အေးတည်သွားတဲ့ပုဂ္ဂိုလ်ဒီကနေ့လာတော့တောင်လမ်းမှာအလောင်းတလောင်းတွေ့ခဲ့သည်ပြင်ထားတာဒီလိုပဲနေစဉ်နဲ့အမြတည်ဆုံးနေကြတာကမ္ဘာလောကကြီးမှာရိုးရိုးသေးတာမပြောနဲ့ကို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 တတ်သေးတဲ့လူတောင်မှပဲစက္ကန့်40မှာတယောက်နှောင်းနှောင်းရှိတယ်လို့တလောတော့ကတွေ့ပြထားတာတွေ့လိုက်တယ် ဘဝကြီးမှာအဆင်မပြေလို့ဒေါမနတရေလွှမ်းမိုးပြီးကိုယ့်ကိုယ်ကိုတတ်သိစူးစိုက်လုပ်တဲ့ပုဂ္ဂိုလ်စက္ကန့်40မှာတရားနှုံးလောက်ရှိနေတယ်များတယ်ပုဂ္ဂိုလ်အဲဒီသေဆုံးမှုကိုတွေ့လို့ရှိရင်လည်းပဲတန်ဝေကထိတ်လန့်တုန်လုံးမှုဆိုတာလူထဲမှာဖြစ်ခဲတယ်တဲ့မဖြစ်ကြဘူးတည်ရင်ညာတော်အပြင်ဩဘာကြောင့်တည်တယ် သူသာသေးတယ်ငါမသေးသေးဘူးလို့ဒီလိုပဲတွေ့တာထိတ်လန့်တုန်လုံးမှုဆိုဖြစ်ခဲ့တယ်ယေຊုဘုရားကအဲ့လိုမဟုတ်တန်ဝေဇနိယေတုဌာနေတုတဲ့အခုဇာတိဇရာဗျာတိမရဏဆိုတဲ့တန်ဝေကဖြစ်ဖွယ်အကြောင်းတရားတွေနဲ့ဆုံလို့ရှိရင်ထိတ်လန့်တုန်လုံးမှုဖြစ်ရမယ်တဲ့ဟောတာနမတိဒါနိဗ္ဗာန်တော်ဖို့လမ်းကြောင်းအတွက်အစပဲတုန်လုံးမှုဖြစ်ရမယ် အဲ့ဒါလို့မဖြစ်သေးဘူးဆိုရင်တတော်ကိုနှုသေးတယ်လို့ပဲအောင်မေပေါ့။တန်တရားထဲမှာကြာအောင်ပါပဲ။နိဗ္ဗာန်နဲ့ဝေးနေသေးတယ်လို့ပြောရအောင်။ကိုယ်တဏ္ဍကိုဆုံးကိုယ့်ကိုယ်ဆုံးဖြတ်ကြည့်ဖို့အေးအဝိဇ္ဇာတွေလည်းအာကြီးနေသေးတယ်။တဏ္ဍအတွေ့အတာတွေလည်းအာကြီးနေသေးတယ်။အဝိဇ္ဇာနဲ့တဏ္ဍတွေများနေမှတော့တန်တရားဟုတ်ကလွတ်ဖို့ဆိုတာမရှိသေးဘူး။ ။ဟောတာဝေကတာဝေကဖြစ်เสียအခု၄မျိုးရှိပြီ။တရိယာကြုံတွေ့နေကြတာပဲ။နောက်ထပ်တာဝေကဖြစ်เสียအကြောင်းတစ်ခုကဘာလဲဆို။အပါယဒုက္ခအပေဘုံကြောက်ရွံ့နေကြတဲ့တရိษံတွေငရဲတရိษံပြိတ္တာအတူတကယ်လို့ဆိုတဲ့အပေလေးဘုံသားတွေရဲ့ဒုက္ခ။ အဲ့ဒီဒုက္ခကိုစဉ်းစားဆင်ញင်ခြင်းဖြင့်လေဘဝမှာထိတ်လန့်စရာကြီးပဲဘဝပေါ်မှာတွေ့တာမှုတွေကိုရှင်းချနိုင်ရထိတ်လန့်စရာကြီးဩကိုမျက်စိအောင်မှာရှိတဲ့ငရဲတွေရောကိုကိုယ်တိုင်းမမြင်ရဘူးနော်တရိษံလေးတွေကိုမျက်စိအောင်မှာလူတွေကအနိုင်ကျင့်ပြီးတော့တကြဖြတ်ကြစားကြတောက်ကြနေဟော ဒီလိုလူတွေနိုင်ခြင်းခံနေရတဲ့တရိษံလေးတွေကိုကြည့်ပြီးတော့ဘဝဆိုတာအမတန်ကြောက်စရာကောင်းမလားလို့တောင်းဝေကဖြစ်ရမယ်တဲ့ဒါကဒုက္ခတစ်ခုနောက်တစ်ခုစဉ်းစားကြည့်လိုက်ပါတို့ဒီဘဝမတိုင်ခင်ကတည်လာခဲ့တယ်ဖြစ်လာခဲ့တယ် မွေးလာခဲ့တယ်အိုးလာခဲ့တယ်နားလာခဲ့တယ်ဒေးလာခဲ့တယ်ဒေးလာလို့တို့ဒီဘဝရောက်လာကြတယ်အဲ့ဒီဒုက္ခတွေကနည်းသလားလို့ဆိုမနည်းဘူးတဲ့အဲ့ဒါအတ္တိတေဝတ္တမူလကဒုက္ခအတိတ်ကိုပြန်ပြီးတော့မျှော်ကြည့်လိုက်လို့ရှင်လဲဒုက္ခတွေများလိုက်တာလို့ဆိုပြီးဘဝပေါ်မှာ တွေ့တံမှုလျှော့ချအောင်တွေးရမယ်စဉ်းစားရမယ်ဆင်ញင်သုံးသပ်ရမယ် နောက်တစ်ခုကဘာလဲဆိုရင်အနာဂတိဝတ္တမူလကဒုက္ခအေးတန်တရာကြီးထဲမှာတို့မပြီးဆုံးသေးဘူးဆိုရင်ဒီဘဝသေသွားရင် နောက်တစ်ဘဝလာအောင်ပါပဲနောက်တစ်ဘဝမှာလည်းပဲဒီပုံစံပဲမွေးလာမယ်အိုမယ်နာမယ်သေခြင်းဖြင့်ဆုံးသတ်မယ်ဟောဒီတိုင်းပဲလာမယ်ဆိုတော့ အခုဘဝဒုက္ခရောက်တယ်လို့ပဲနောက်ဘဝလည်းဒုက္ခတွေရောက်အောင်မှာပဲလို့တွေးကြည့်လိုက်လို့ရှင်ဘဝထိတ်လန့်เสียကြီးပဲဒီလိုမြင်လားဒါနဲ့တန်ဝေကဖြစ်เสียအကြောင်းတစ်ခုတွေနောက်တန်ဝေကဖြစ်เสียလက်ရှိဘဝလေးကိုကြည့်လိုက်ပါအေးလက်ရှိဘဝကိုကြည့်လိုက်ပစ္စုပန် လက်ရှိဘဝမှာအာဟာရပြိယတနာအာဟာရပြိယတနာဒုက္ခလက်ရှိဘဝမှာလူတွေဟာအေးအေးချမ်းချမ်းမနေနိုင်ကြဘူးပတ်စံရှိတဲ့လူရောမရှိတဲ့လူရောချမ်းသာတဲ့လူရောဆင်းရဲတဲ့လူရောဘယ်သူမှအေးအေးချမ်းချမ်းမနေနိုင်အောင်ဘာအတွက်စားเสียရှာနေကြစားเสียရှာနေကြ ဘသူပဲဖြစ်ဖြစ်စားစရာရှားနေကြတာအသက်ရှင်ရေးအတွက်လုံးမနေကြတဏိတယ်လည်းမဟုတ်ဘူးတလာတယ်လည်းမဟုတ်ဘူးတဏိတယ်လည်းမဟုတ်ဘူးမသိမချင်းအဲ့ဒီဒုက္ခကြီးဟာလည်းအမတန်မှကြီးတယ်ဒါကြီးလည်းတန်ဝေက ဖြစ်เสียရပဲဆိုတော့ပေါင်းလိုက်တဲ့အခါကျတော့တန်ဝေကဝတ္ထုရှင်မျိုးဆိုတာဒါကိုပြောတာအဲ့ဒီတန်ဝေကဖြစ်เสียအကြောင်းတွေ ဆုံစည်းလာလို့ရှိရင်တာဝေကဖြည့်ရမယ်လို့ယသော်ဗျာဒ